အဲတခုခုမောင်းရင်သွားလို့ရှိရင်ကျွန်တော်တို့ကကက်လို့អော်လို့မရတော့ကြတော့အဲ့ဒီအတွက်ကျွန်တော်တို့အတွက် pressure တွေများတယ်ပြီးတော့ကျွန်တော်ကိုယ်တိုင်ကလည်းစင်ကြောက်တဲ့ဒီ pressure တခုရှိတာဖြစ်တဲ့အတွက်အဲ့ဒီအတွက်ကြောင့်မလို့ကျွန်တော်ဒီအားလေးကိုပို့ပြီးတော့အားဆိုင်ပြီးတော့လာပြီးတော့ဟာစဲကောင်းကောင်းလာလောက်တာလည်းဖြစ်ပါတယ် ကိုနေတိုးတို့ဟိုးရင်ကဟာလာအဲရဲလေးကိုရဲလေးတို့ကိုထွန်းထွန်းတို့အဲကိုကြော်ကြော်ဘိုးတို့အများကြီးကျွန်တော်တို့စင်ပေါ်မှာဒါအာကကြရတယ်သူတို့ဆိုလို့ရှိရင်အရင်လေးစားဖို့ကောင်းတယ်ဘာဘာဆက်ပြောရမလဲမသိပဲနဲ့အဲ့လိုကြောင်မသွားအောင်ပေါ့နော်အဓိကကျွန်တော်တို့အဲ့ဒါကြောင်လဲတည်တည်ချာလေးဘရာဇယ်ကိုချိန်ပေးပြီးကျွန်တော်တို့လုပ်ဖြစ်တာပေါ့ခင်ဗျဟုတ်အဲ့လိုညံနေပဲထွက်လာမလားပြီးလို့ရှိရင်မေ့သွားလို့ဘာဆက်ပြောရမလဲမသိပဲဖြစ်မလားဆိုကိုစိုးမိုးပဲဆုံးဖြတ်ပေးပါဦးပြေးပဲမေ့လို့ပြေးတာပဲလုပ်လိုက် We're ready for takeoff. ဆိုပြီးတော့ကျွန်တော်တို့ rehearsal လုပ်ကြတာပါအဲကျွန်တော်ကလည်းဒီပြဿက်နဲ့ပတ်သက်လို့ရှိရင်ကျွန်တော်ကအတွေ့အကြုံမရှိသေးတာဖြစ်တဲ့အတွက်အခုချိန်မှာတော့ကျွန်တော်ဒီပြဿက်ကိုအဲဒါပြည်သက်တွေကောင်းကောင်းဖြေနိုင်မှုအတွက်ကျွန်တော်တို့တည်တည်ကြာကြာလေးလေ့ကျင့်နေကြတာဖြစ်ပါတယ်ခင်ဗျာအဲခုနပြောသလိုပဲကျွန်တော်ဘဝမှာဒီရုပ်ရှင်တွေ ရိုက်ခဲ့ဗီဒီယိုတွေဇလန်းတွေရိုက်ခဲ့တယ်အကယ်၍ကျွန်တော်တို့မှားသွားရင်ဒါရိုက်တာကတ်လို့អော်ပြီးတော့ edit ပြန်လုပ်လို့ရတယ်ဆိုပေမဲ့ဒီပြဇာတ်မှာကြတော့ကျွန်တော်က live လည်းဖြစ်နေတယ်ပြီးတော့ကြည့်ရပြိသက်တွေကလည်းအောက်မှာအများကြီးလာကြည့်ကြမယ်လက်မှတ်တွေဝယ်ပြီးတော့ဆိုတော့အဲတခုခုမောင်းရင်သွားလို့ရှိရင်ကျွန်တော်တို့ကကတ်လို့អော်လို့မရတော့ကြတော့အဲ့ဒီအတွက်ကျွန်တော်တို့က pressure တွေများတယ်ပြီးတော့ကျွန်တော်ကိုယ်တိုင်ကလည်းစင်ကြောက်တဲ့ဒီ pressure တခုရှိတာဖြစ်တဲ့အတွက်အဲ့ဒီအတွက်ကြောင့်မလို့ကျွန်တော်ဒီဟာလေးကိုပို့ပြီးတော့အားဆိုင်ပြီးတော့လာပြီးတော့ဟာစရယ်ကောင်းကောင်းလာလောက်တာပဲဖြစ်ပါတယ်အဲ့ဒါအဲ့ဒါဟိုးရင်တွေကကျွန်တော်တွေးဘူးတယ်ဒါ ကျွန်တော်တို့ရဲ့ senior ကြီးတွေကိုနေတိုးတို့ဟိုရင်တော့ဟလာအဲရဲလီကိုရဲလီတို့ကိုထွန်းထွန်းတို့အဲကိုကျော်ကျော်ဘိုးတို့အများကြီးကျွန်တော်တို့စင်ပေါ်မှာဒါအာကကြရတယ်သူတို့ဆိုလို့ရှိရင်အရင်လေးစားဖို့ကောင်းတယ်ဘာလို့လဲဆိုတော့ဒါတွေကဒါတွေက talent တွေလीသူတို့ရဲ့ဒါ ဟိုပညာတွေဆိုတော့အဲ့ဒီဟာတွေအားကြခဲ့ရအဲ့ဒီချိန်ကလည်းစဉ်းစားရဟောသူတို့တခုမှာဝါဆိုလုံးဝဒါချော့မွတ်နေရပါဘောနော်ပြီးတော့ကျောင်းထဲတယောက်ကလည်း chemistry မိဖို့ကလည်းအရေးကြီးတယ်ဆိုတာလေးတွေကိုဒါလေ့လာသင်ယူရပါဘောနော်အခုတော့ကျွန်တော်ကိုယ်တိုင်အဲဒါစင်ပေါ်မှာကပြရတော့မယ်ဆိုတော့ပြဇာတ်တပုတ်အနေနဲ့ဒါကျွန်တော်တို့ဒါပထမဆုံးတွေ့ကြုံလေးဆိုတော့တွေ့ကြုံလေးယူရင်အကောင်းဆုံးဖြစ်အောင်ကြိုးစားမယ်ဆိုပြီးဒီနေ့ rehearsal လေးဒါရောက်လို့ဖြစ်တာပါခင်ဗျာသဘောကျတာရောအခုချိန်ထိဒါကျွန်တော်တို့ online မှာ video လေးတက်လာရင်ကျွန်တော်ကိုယ်တိုင်မကြော်ဘဲနဲ့ကြည့်ပြပြီးရည်နေရတာလေးတွေပေါ့ဒါလေးတွေက မိုက်တယ်တော်တော်လေးမိုက်တယ်ဟုတ်ကဲ့ပရိသတ်တယောက်ဖြစ်ခဲ့တာတော့ဒီလိုပဲအများအားဖြင့်ပေါ့အများအားဖြင့်ပေါ့ဟာအများအားဖြင့်ပရိသတ်ပါဟောပေါ်ကြပါတယ်တကယ်တကယ်သဘောကျတယ်တကယ်လည်းဟိုလေးစားတယ်အဲ့ဒါတွေကတကယ်ကိုကိုတိုင်းဒါခုနအစာအုပ်ကြည့်ပြီးတော့ပြောတာတော့မှနည်းနည်း အော့ဝတ်ဖြစ်နေရလေးတွေ့ရတယ်ပေါ့နော်ဒါလေးရတယောက်နဲ့တယောက် chemistry မိမိအပေးယူမမြလေးနေဆိုရင်ပြဇာတ်တဲ့ပုံကကြီးလို့ကောင်းသွားမှာပြီးတော့ကျွန်တော်တို့ဒီမှာတေချာတင်ပြီး director တွေပြီးတော့ဒါဇညွန်းဆရာတွေအကုန်လုံးကလည်းတေချာတင်ပြီးရဆိုတော့ခုနမှကျွန်တော်ကစပြီးတော့စပြောနေအောင်ရှိသေးတယ်ဒါဟိုဒီကိစ္စလေးကိုတော့ဒါပရိသတ်တွေကိုတော့ဒါပြောပြရမယ်ဆိုပြီး interview ဝင်ဖြေတာပေါ့နော်ဟုတ်ကဲ့အဲအဲပေါ့အဲပေါ့ဘာဘာဆက်ပြောရမလဲမသိပဲနဲ့အဲ့လိုကြောင်မသွားအောင်ပေါ့နော်အဓိကကျွန်တော်တို့အဲ့ဒါကြောင့်လည်းတေချာလေး rehearsal ကိုချိန်ပေးပြီးကျွန်တော်တို့လုပ်ဖြစ်တာပေါ့ခင်ဗျဟုတ်ကဲ့အဲ့လိုညံနေပဲထွက်လာမလားပြီး လို့ရှိရင်မေ့သွားလို့ဘာဆက်ပြောရမှမသိဘဲဖြစ်မလားဆိုကိုစိုးမိုးပဲဆုံးဖြတ်ပြီးပါအောင်အပြင်းတိုင်းပဲလုပ်လိုက်အပြင်းတိုင်းပြုံးဆောင်နေတော့နော်အပြင်းတိုင်းပဲတိုးဆောင်နေလို့ဘာစားနောက်တာအပြင်းမတရားကိုကကို character နဲ့ကိုစားနောက်လို့ရတယ်ဟိုမှာကျော့ zest ဆိုတာရှိနေတယ်အပေးယူဆိုတာရှိနေတယ်တယောက်ပဲမဟုတ်ဘူးဆိုတော့ကိုပြောပြီးရင်သူပါပြောမယ်ဆိုတာရှိတယ်အဲ့တော့ကိုကလည်းကြော်မသွားအောင် ိုကလည်းထင်ရမှာတယောက်ဦးယောက်စင်းစီမှာတောင်းရင်အပြည့်အဝရှိပါတယ်အဓိကကတော့ဒါကတော့ကျွန်တော်တို့ကပြီးပြီးရောမဟုတ်ပဲねပြိသက်တွေကြီးတဲ့အခါမှာလည်းတကယ်ကိုပေးရတဲ့အချိန်ပေးရတဲ့ဒါအလူငွေပေါ့နော်ရံပုံငွေသည်ဒါသူတို့လူရင်လူလူလဲလူအပန်းလဲပြေဖြော်ပြေလဲသူတို့ကြီးရတဲ့ဟာမျိုးတွေဖြစ်မယ်ဆိုတော့ဟိုဝမ်းတာပါတယ်ဒါပြိသက်တွေအတွက်ပဲအဓိကကျွန်တော်တို့လုပ်နေရပေါ့ကျွန်တော်တို့ခုနပြောသလိုပဲဒီလူပညာမောင်နှမတွေအကုန်လုံးကဒီရံပုံငွေရဖို့အတွက်အကုန်လုံးကသူတို့ဟိုတတ်တဲ့ပညာလေးနဲ့အကုန်လုံးလာပြီးတော့ဝိုင်းဝန်းကူညီကြတာပေါ့နော်